အစီအစဉ်ကိုအဓိကကူညီပံ့ပိုးပေးထားတာကတော့တာမန်ဆက်ပြများထက်ပိုပြီးရောဂါပိုးစဲမျိုးကိုကာကွယ်ပေးတဲ့ Lifeline ဆက်ပြမှာဖြစ်ပါတယ်။ဟုတ်ဟုတ်ကဲ့မေသားနော်။ဟွန်းညစာရအောင်ကျွန်တော်မင်းနဲ့မင်းညစာလိုက်ကြည့်ချင်လို့အခုမျိုးပါလိုက်ခဲ့ဟာ ကောင်းလာပေါ့ half face season တက်ဆက်ပြီးရအချိန်ကျရင်ဘယ်သူသွားစားရမလဲဒါနဲ့ဘယ်နေရာမှာပါတွေသွားဆောင်ရလဲပြောပေါ့အင်းအမေကတော့ pizza နဲ့ spaghetti စားကြင်တယ်တဲ့အဲ့တော့ကျွန်တော်လည်းဟို Italian ဆိုင်ဆိုင်တော့စဉ်းစားထားတယ်ဟာအသက်ကြီးရဲ့ဒီရေကို pizza တို့ပြီးရ spaghetti တို့ကျွေးရတင့်တော်ပါမလားတိတ်မကောင်းထင်တယ်နော်သိပါဘူးရအမေကအဲ့ဒါတွေစားကြင်တယ်ဆိုတော့လေအမေစားကြင်တာကိုလိုက်ကြည့်ဖို့ကျွန်တော်စဉ်းစားထားတယ်လူကြီးတွေဆိုတာသူတို့စားကြင်တဲ့ဟာကို ိုကမကြွေးရဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့အသက်ရှည်ပြီးတော့ချမ်းချမ်းမမပြေပြေရှင်နေနိုင်ဖို့အတွက်တကယ်ကိုတည်ချာရွေးချယ်ပြီးတော့အာဟာရရှိစေရဲ့အစားအစာတွေကြွေးရမှာ။အော်ဟိုအဲ့ဒါဆိုလို့ရှိရင်လေလူကြီးတွေနဲ့တင့်တော်မဲ့အစားအစာမတင့်တော်မဲ့အစားအစာတွေပြီးတော့ကျန်းမာရေးနဲ့ညီညွတ်မဲ့အစားအစာညီညွတ်မဲ့အစားအစာအဲ့ဒါတွေကဘာတွေဖြစ်မလဲ။အဲ့ရောတည်ချာတည်ချင်တယ်ဆိုလို့ရှိရင်နှစ်အောင်လုံးဆရာပြောတာနောက်ကြည့်လိုက်မယ်လေ။ ။တက်ရွယ်ကြီးရင်းတဲ့လူတွေရှောင်းသင်းတဲ့အစားအစာတွေကတော့အများဆုံးဖြင့်ချိုလွန်းညံလွန်းတဲ့အစားအစာတွေဖြစ်ပါတယ်။ဥမာအဖြစ်အုံးနို့တွေအချိုရည်တွေအေးတွေပြီးတော့ချိုလွန်းတဲ့အမုန့်တွေစားရစိန်ထားတဲ့အစားအစာတွေပြီးတော့ငချောက်အစားရှိတဲ့ကာလာကြာရှည်စားနိုင်အောင် ပြုလုပ်ထားတဲ့အစားအစာတွေဒီလိုမျိုးအစားအစာတွေကိုရှောင်ကြဉ်သင့်ပါတယ်။အချိုများလွန်းတဲ့အစားအစာတွေစားမိတဲ့အခါမှာအသက်ရွယ်ကြီးရင်းတဲ့လူတွေဆိုရင်ခန္ဓာကိုယ်ထဲမှာအဆီပိုတွေစုတာပိုပြီးတော့များပါတယ်။ဘာဖြစ်လို့လဲဆိုတော့အသက်ရွယ်ကြီးရင်းတဲ့လူတွေမှာ ကိုလက်လှောက်ရှာမှုနဲ့တပြပြနဲ့နည်းလာပါတယ်ဒီအခါမှာပိုတဲ့ energy တွေအစွမ်းတွေကကျွန်တော်အစီအဖြစ်ပြောင်းလဲသွားပြီးတော့ခန္ဓာကိုယ်မှာအစီပိုတွေဆူလာနိုင်ပါတယ်ပြီးတော့အဝလွန်နာတွေပြီးတော့ cancer ယောဂါတွေစီဂျိုယောဂါတွေပြီးတော့တခြားပြွတ်ထွက်ဆူးကျူတွေများတဲ့ဆက်ဆက်ယောဂါတွေလည်းများစွာဖြစ်လာနိုင်ပါတယ်ပြီးတော့ငြိမ်လွန်းတဲ့အစားအစာတွေဖြစ်တဲ့ကျွန်တော်တို့စားများတဲ့ပအောင်တဲ့အစားအစာတွေဆိုဒီယမ်ပအောင်တဲ့အစားအစာတွေဒီရီရီကလည်းတတ်နိုင်သလောက်ရှောင်ရှင်ပေးတင်ပါတယ် ဒါဆိုရင်စားတောက်တာများလာရင်တွေးလို့ယောဂါတွေဖောရောင်တာတွေပြီးတော့အဆိုင်နဲ့ပတ်သက်တဲ့ယောဂါတွေတချို့ကန်ဆယ်ယောဂါတွေကြောက်ကက်ယောဂါတွေဒါမျိုးတွေဖြစ်လာနိုင်ပါတယ်။ပြီးတော့အချင်းဖောက်ထားတဲ့အစားအစာတွေမှာဆိုရင်တို့စားတဲ့တွေတကြားတဲ့တွေဒါမျိုးများစွာပေါင်းနေပါတယ်။ဒါကြောင့်ဒီလိုမျိုးအစားအစာတွေကခန္ဓာကိုယ်ထဲမှာဆိုဒီယမ်ဓာတ်ကိုမြင့်မားလာစေပါတယ်။ဒီလိုအစားအစာတွေကိုအများအားဖြင့်စားသုံးမှုရှိရင်တွေးလို့နဲ့ပတ်သက်တဲ့ယောဂါမျိုးတွေအဲပြီးတော့ စီလန်းကြောင်းနဲ့ဆိုင်ဆိုင်တဲ့ယောဂမျိုးတွေဒါမျိုးတွေဖြစ်လာနိုင်ပါတယ်အဆိုးဆုံးတွေဖြစ် sudden unexpected death syndrome လို့ခေါ်တဲ့ကျွန်တော်တို့အခက်မသိမ်းမနဲ့ရုပ်တရက်ထိဆုံးသွားခြင်းဒါမျိုးရောဒါမျိုးဖြစ်တဲ့အထိကိုအဆိုးဆုံးနေနဲ့ဖြစ်နိုင်ပါတယ်ပြီးတော့လေကွမျိုးအဖေနဲ့အမေကလေအငန်အစားစားဆိုတိတ်ကြိတ်တာဗျကျွန်တော်တော့အသက်ကြီးနေပြီအငံလေးပါလေးရှော့စားအောင်မစားပါနဲ့ဆိုတော့မရဘူးဗျာတခါလေးတော့စားပြရစီတဲ့အငံမပါတဲ့ခင်ကဘလို့မှစားလို့မရလို့တဲ့အင်းအငံစားရဲဆိုတော့ ဒါလုံးဝကျမကြီးအတွက်မကောင်းဘူးเนาะပြီးတော့အငန်းကျမကြီးနဲ့ပတ်သက်တဲ့ပြဿနာတွေလည်းအများကြီးဖြစ်လာနိုင်တယ်အဲ့တော့အငန်းစားတဲ့အကျင့်လေးတခုတော့ကောင်းကောင်းလေးယူဆိုင်ပြီးတော့ပြင်ပေးလိုက်ပါเนาะသူဒိဋ္ဌာမာရီကတော့စီကြောအစားစာဖြစ်ပါတယ်စီကြောအစားစာတွေကလည်းတကြည်ရင်းတဲ့လူတွေအတွက်ရှောင်းမေးတဲ့နဲ့အစားစာတွေထဲမှာပါဝင်နေပါတယ်ဥမာဖြင့်စီကြောမုတ်မျိုးစုံတွေပြီးတော့ကြက်ကြောဝတားကြောအဲပြီးတော့ဒီလိုမျိုးကြက်တို့ဘဲတို့ရဲ့အရေကုန်တွေကြော်ထားတာမျိုးတွေ ပရဝတ်ချီလောက်အစားရှိတဲ့ဟာမျိုးတွေလူမျိုးစီများလွန်းတဲ့ဟာတွေစီကျော်အစားအစာတွေဒါတွေကိုတတ်နိုင်တဲ့လောက်ရှောင်ရင်ပေးတင်ပါတယ်ဒါတွေကိုစားလိုက်ခြင်းအဖြစ်အစာမကြေဖြစ်စေမယ်ပြီးတော့ဘိုက်ထဲမှာမိမိသားလေထုလေအောင်ပုံစံမျိုးဖြစ်မယ်နောက်တစ်ခုကတော့ modified food preserved food လို့ခေါ်တဲ့ပြုပြင်ပြောင်းလဲထားတဲ့အစာတွေရေရှိခံအောင်ထားတဲ့အစာတွေဒါတွေလည်းတတ်နိုင်တဲ့လောက်ရှောင်ရင်ပေးတင်ပါတယ်ဒီလိုမျိုးပြုပြင်ပြောင်းလဲထားတဲ့အစာတွေကအသက်အရွယ်ကြီးရင်သူတွေအတွက်တည်းမဟုတ်ပါဘူးတာမန်အကျမ်းမရှိတဲ့လူတာမန်ပဲအသက်အရွယ်မဆို ကျွန်တော်တက်နိုင်တဲ့လောက်ရှောင်းနေမိတာပို့ပြီးတော့တင့်တော့ပါတယ်အထူးသဖြင့်တော့အသက်အကြီးရတဲ့လူတွေမှာဒီလိုမျိုး reserve food တွေတာရှိခံအောင်ထားတဲ့အစားအစာတွေ promoted food တွေပြင်ပြင်ပြောင်းလာတဲ့အစားအစာတွေဒါမျိုးတွေကိုတက်နိုင်တဲ့လောက်ရှောင်းနေပေးရပါမယ်ဥပမာအဖြစ်ဝဲဥကြောင်းတို့ဝတ်သားပြားတို့အသားလုံးတို့အစားရှိတာမျိုးတွေရှောင်းနေပေးရပါမယ်ပြီးတော့အချိုမုန့်နေပြီးတော့ sodium nitrate ပြီး sodium phosphate ပြီးတော့ပွားစီအစားရှိတဲ့ဘီစီတွေပါဝင်နေတဲ့အစားအစာတွေလည်းကျွန်တော်တက်နိုင်တဲ့လောက်ရှောင်းနေပေးရပါမယ်နောက်တစ်ခုကတော့အသက်ကြီးရတဲ့လူတွေဆိုရင်ကျွန်တော်တို့ဒီနေ့မှာ အနည်းဆုံးရေရှိခွက်ကိုတောက်သုံးပြရမယ်ဒါကြောင့်ဒါမှလည်းခန္ဓာကိုယ်မှာရေတက်ရရှိပြီးတော့ dehydration လို့ခေါ်တဲ့ရေတက်ခန့်ချောက်ခြင်းကိုကောက်ကွယ်နိုင်ပါမယ်ရှိခွက်ကနေပြီးတော့ဆက်ခွက်အထိတောက်ပေးလို့ရပါတယ်နောက်တစ်ခုကတော့အစာအဟာရအုပ်စု၅အုပ်စုပြည့်စုံလုံလောက်စွာစားသုံးပြရပါမယ်ကဲကွန်မြေကျွန်တော်မိပါတွေတော့အစာတောင်းတဲ့ဆိုင်နဲ့အလေ့ကျင့်တွေတော့တေချာလုံဝေးမှဖြစ်မယ်ဗျအထူးသဖြင့်အဲ့ဒီအငန်စားတဲ့ကိစ္စတွေပဲအဲ့ဒီအငန်ဆိုတာကြီးနေတယ်ဘယ်လိုမှမသိတော့ဘူးလေစိုးရင်ရတယ်ဗျဒါပေါ့ ဲတော့တေးချားလေးကိူးဆိုင်ပြီးတော့ပြင်ပေးလိုက်မယ်ဆိုလို့ရှင်ဒီလေးချင်းကနေပြီးတော့ဒါပျောက်သွားမယ်ပျောက်သွားပြီးတော့ပို့ပြီးတော့ကျမ်းပါပြီပို့ပြီးအောင်မြင်တဲ့ပျော်ရွှင်တဲ့ဘဝကိုဒါပိုက်ဆိုင်နေမယ်ဆိုတော့တေးချားတိုက်တော့เนาะအော်ပြီးတော့အဖေနဲ့အမေတို့လည်းလက်ဆောင်တို့ထည့်ပေးလိုက်ရှင်သေးရဲ့ရောပါဗျာ live point ဆက်ပြတမဆက်ပြရတဲ့ယောဂပုစင်မျိုးကိုကာဝယ်ပေးရဲ့ ပရိသတ်များခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော် half fit အစီအစဉ်နဲ့ပြီးတော့ကျမ်းမာရေးပတ်သက်တဲ့ဘဝဒုဒ္ဒရကိုပြောပြပေးကြတာပဲဖြစ်ပါတယ်ဒီဘဝဒုဒ္ဒရကလည်းပရိသတ်များရဲ့နေစဉ်ဘဝမှာအသုံးချတဲ့အခါမှာအထူးပဲအသုံးဝင်နိုင်မယ်လို့ယူဆပါတယ်ခင်ဗျာအားပေးကြည့်ရပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်မနေ့ပြန်မှာပြန်လာခဲ့ပါမယ်ဒီနေ့ပရိသတ်များအားလုံးပဲတဒါဒီ season ကိုအဓိကကူညီပံ့ပိုးပေးထားတာကတော့တာမန်ဆက်ပြများထက်ပိုပြီးယောဂပိုးစဲမျိုးကိုကာကွယ်ပေးတဲ့ Lifeline ဆက်ပြမှဖြစ်ပါတယ်။